င်္ဂလာပါတတိယနဲ့မီဒီယာကွန်ရက်နက်ထရမီဒီယာကူရဲ့ဖော့ကက်အစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကတော့တိုင်းသားဒေသတွေထက်ကဖြစ်ပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Pocket ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်သလို download လုပ်ထားပြီးအဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်။ကျွန်တော်က software ပါ ီနေ့သတင်းတွေထဲမှာတော့တရားမျိုးသားလူမျိုးရေးတက်မတော် PSLF TNL နဲ့စစ်ကောင်စီတက်တို့ကြားတွေ့ဆုံဆွေးနွေးမှုကရက်လက်မထွက်ပဲအဆုံးသတ်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ Tigrini နဲ့ဆက် Mehouse ဆောင်ခိုင်ထဲက ကရနီဒုက္ခသည်စခန်းအမတ်1နဲ့အမတ်2ကဒုက္ခသည်အယောက်400လောက်ဟာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေဖြစ်နေပါတယ်။တည်င်းပေးပို့ချက်တွေထဲမှာတော့ KIA ကပုံမှန်မှာရှိတဲ့စစ်ကောက်စီရဲ့တက်စကန်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးပုံမှန်မျိုးသိန်းတိုက်ပွဲကပြပြင်းထန်ထန်ဆက်ဖြစ်နေတဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားစရာတည်င်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ဒီနေ့အစီအစဉ်ကိုတော့ကျွန်တော်နဲ့အတူ Smile ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တန်အမျိုးသားလူမျိုးရေးတပ်မတော် BSLF TNL နဲ့စစ်ကောက်စီတပ်တို့ကြားတွေ့ဆုံမှုကရက်လက်မထွက်ပဲအဆုံးသတ်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံကူမေးမြို့မှာရှိတဲ့ Hiking Hotel မှာ February 16ရက်နေ့နဲ့19ရက်နေ့ကနှစ်ဖက်တွေ့ဆုံခဲ့ကြတာဖြစ်ပြီးညနိုင်ဖို့အခက်အခဲတဲ့အခြေအနေတွေဖြစ်ခဲ့တယ်လို့ဆိုပါရယ်။ဒုဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့ BSLF TNL ကကုစလေရီနဲ့ စစ်တိုင်းသုံးခုကိုကုတ်ခဲ့တဲ့အမတ်သိစစ်စင်ရဲ့အထူးအဖွဲ့ကာဆာထတဲ့မူးဖြစ်တဲ့ဒူပိုချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့စစ်ကောက်စီတပ်ကိုစလဲတို့ကတရုတ်အစိုးရရဲ့စီစဉ်ချက်အရတွစ်ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။နှစ်ဖက်ကြားညှိနှိုင်းဖို့အခက်အခဲတွေရှိနေသေးတာကြောင့်ထပ်မံပြင်ဆင်ပြီးနောက်တစ်ကြိမ်ပြန်တွေ့ကြဖို့သဘောတူကတွစ်ဆုံမှုကိုအစုံတက်ခဲ့ကြပါတယ်။ဒီတွစ်ဆုံမှုမှာ TNL ဘက်က အချက်၃ချက်ကိုတောင်းဆိုခဲ့ပါတယ်။ နဘက်တစ်ကတော့နဖက်သက်တွေရောက်ရှိတဲ့နေရာမှာရက်တန့်ထားပြီးအပြစ်ခက်ရက်ဆဲဖို့နဘက်နဲ့နဖက်စလုံးထိုးစစ်တွေလုံနေတာဒရုန်းနဲ့တိုက်ခိုက်တာလက်နက်ကြီးအပြင်လေယာဉ်နဲ့ဗုံးကျဲတာမျိုးစတဲ့စီရီလှုပ်ရှားမှုတွေအလုံးရက်တန့်ဖို့နဘက်သုံးအနေနဲ့ဒေသခံပြည်သူတွေရိတ်ခါနဲ့စေဝါတွေတည်ဆောင်နိုင်ဖြတ်တန်းသွားလာခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ် တရုတ်နိုင်ငံကူမင်းမြို့ကဆွေးနွေးပွဲအပြီးမှာစစ်ကောက်စီတပ်ကတန်အမျိုးသားလူမျိုးရေးတပ်မတော် TNL ထိချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းကနေနေတိုင်းလူလူဘုံကျဲတိုက်ခိုက်နေပါတယ်။စစ်ကောက်စီတပ်က TNL ထိချုပ်ထားတဲ့ဒေသတွေထဲကရှမ်းပြည်မြောက်ပိုင်းကနောင်ချိုမြို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့ရာကြောင့်အရက်သားတွေတိုက်စုံမှုရှိနေပါတယ်။ နောင်ချိုမျိုးဘူတာရက်ကွဲနဲ့ပြည်သူစေယုတ်ပေါ် Free Fire လ19ရက်နေ့ညရှိနိုင်ကြောမှာဘုံနှလုံးလာရောက်ကျဲတာကြောင့်အရက်သား3ယောက်သေဆုံးပြီး4ယောက်ထိမှန်ဒဏ်ရာရှိခဲ့ပါတယ်။ဒါအပြင်နောင်ချိုမြို့နယ်ထဲကလောက်ဖန်းရွာကိုစစ်ကောက်စီတပ်က February 20ရက်နေ့မှာလေကြောင်းအတုံးပြုပြီးဘုံကျဲတိုက်ခိုက်တာကြောင့်အသက်80ကျော်အရွယ်အဖွားတယောက်သေဆုံးခဲ့ပါတယ်။ ီလီကြောင်ပုံကျဲတိုက်ခိုက်မှုထဲမှာကလေးငယ်အပါအဝင်ဒေသခံ၄ယောက်ထိမှန်တဲ့ရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့မနက်10:00နာရီခွဲလောက်မှာစစ်ကောင်စီတပ်ကဒရုန်းကိုအသုံးပြုပြီးနောင်ချုံမြို့နယ်ထဲမှာရှိတဲ့အုံမတီးရွာကဖုန်ကြီးကြောင်ပေါ်ဘုံလေးလုံးလာရောက်ကျဲချတာကြောင့်ကျောင်းဆောင်ပြက်စီးသွားတယ်လို့ဆိုပါတယ်။ ထိုင်းဂရီနီနဲ့ဆက်မဲဟာဆောင်ခရိုင်ထဲကဂရီနီဒုက္ခသည်စခန်းအမတ်တင်နဲ့အမတ်နေ့ကဒုက္ခသည်အယောက်400လောက်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါရီဖြစ်နေတယ်လို့ဂရီနီ ကျန်းမာရေးဌာနကပြောပါတယ်ရုတ်တရက်အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ acute respiratory infection ARI လို့ခေါ်တဲ့ယောဂါဖြစ်နေကြတာပါဒီယောဂါဟာလီထဲကနေသဆင့်ကူးဆက်တတ်တဲ့ယောဂါဖြစ်ပြီး အထူးသဖြင့်နာစေးချောင်းဆိုးတာလေချောင်းနာတာစတဲ့လက္ခဏာတွေတွေ့ရတယ်လို့ ကရနီအမတ်သစ်စခန်းကရနီကျမ်းမာရင်ညွန်ကြားရေးမှူးနော်ခူဖောကပြောပါရယ်ယောဂဖြစ်ပွားသူတွေထဲမှာကလင်းငယ်တွေအများဆုံးပါဝင်ပြီးလက္ခဏာပြင်းထန်လာလို့အောက်ဆီဂျင်ပေးရတဲ့လူနာတွေလည်းရှိနေတယ်လို့ဆိုပါရယ်လက်ရှိမှာတော့ကုသရေးနဲ့ပတ်သက်ပြီးကရနီအမတ်သစ်ဒုက္ခသည်စခန်းထဲကကရနီကျမ်းမာရေးဌာနစီးခန်းမှာပဲစေကူတမှုတွေပေးနေတာလို့နော်ခူဖောကပြောပါရယ် ဒီယောဂဟာအသက်သေဆုံးနိုင်တဲ့အထီးအန္တရာယ်ဖြစ်ပွားနိုင်တာကြောင့်ကုသရေးအပြင်ယောဂကာကွယ်ရေးနဲ့အသိပညာပေးတဲ့အစီအစဉ်တွေကိုလှုပ်ဆောင်နေကြပါတယ်အမေရိကန်နိုင်ငံရဲ့နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကလူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေ ဖြတ်တောက်ထားတာကြောင့်စကမ်းတွင်ကျန်းမာရေးလုပ်ငန်းတွေကို နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ IRC ကတပတ်တကြိမ်ထောက်ပံ့ပေးနေတဲ့ဈေးတွေနဲ့ပဲကုသမှုတွေကိုကိုထုကိုထလုပ်နေကြရပါတယ်။ ုဆက်ပြီးတင်ပြပို့ချက်တွေကိုနားဆင်ကြရမှာပါ။ကချင်လွတ်လပ်ရေးတပ်မတော် KIA ကဘမမရှိတဲ့စစ်ကောက်စီတက်စကန်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်ပမော်မြို့တင်တိုက်ပွဲကပြပြင်းထန်ထန်ဆက်ဖြစ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြောပါရယ်။တင်ပြပြည်စုံကိုတော့ကျွန်တော်ကဆက်ပြီးတင်ဆက်ထားပါရယ်။ပမောမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခလာယာ136ခု KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။လက်ရှိမှာတိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားနေပြီး ကျန်ရှိနေသေးတဲ့စစ်ကောင်စီရဲ့ test scan တွေကိုလည်းဆက်လက်တိုက်ခိုက်နေတယ်လို့ KOKA ကပြောပါတယ်။မော်မာတော့တက်ပဲကတော့စစ်ဖြစ်နေပါလေ။ဖေဖော်ဝါရီလ20ရက်နေ့မနေ့တိုင်းမှာဖလာရနှစ်36ရဲရင်စခန်းကိုကျော်တော့တင်းလိုက်ပါပြီ။အဲ့ဒီနောက်ပိုင်းမှာလည်းဘာကစားကတော့လေကြောင်းနဲ့ဒရုန်းနဲ့ဆက်တိုက်လို့တက်ပဲကတော့အင်တာနက်အခြေအနေရှိပါတယ်။ ပြအပြင်အမြောက်တက်အမတ366ဌာနချုပ်ကလည်းတိုက်ခိုက်သိမ်းယူထားတယ်လို့ဆက်ပြောပါတယ်။ဟုတ်ကောဌာနချုပ်ကတော့သိမ်းလိုက်ပြီ။ဒါမဲ့တို့ရဲ့တပ်နေနေတဲ့အလုံးကိုတော့ကျွန်တော်တို့ရှင်းလင်းတဲ့နေရာမှာတော့မပြေးသေးပါဘူး။အမြောက်တက်အမတ366နဲ့ခလာယာ136ကိုတိုက်ခိုက်သိမ်းယူပြီးတဲ့နောက်လက်ရှိမှာတော့ အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ27ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရတယ်။ကျွန်တော်တို့စက်တိုက်နေတာပါ။စက27စက်မှာကျွန်တော်တို့လည်းရအောင်ပေါ့နော်။ကျွန်တော်တို့စက်တိုက်နေပါလေ။ဘလို့ဖေရတော့စက်ပွဲတော့ပြင်းထန်နေစူတဲ့တော့ပဲရှိပါသေးတယ်။အမှဟိုပြောလေးနေတော့မရှိသေးပါဘူး။ ပမော်မြို့မှာရှိတဲ့စစ်ကောင်စီတက်စကန်တွေကိုတင်ပိုက်နိုင်ပေမဲ့လည်းပမော်မြို့ကိုတင်ပိုက်နိုင်တဲ့အနေအထားမရှိသေးဘူးလို့ဝန်မှုကြီးနော်ဘူးကပြောပါတယ်။ပမော်မြို့အပြင်တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့မုံမောင်မြို့နယ်ထဲကရွာတွေကိုလည်းဖေဖိုင်လာ၁၉ရက်နေ့မနေ့တနင်္လာလောက်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံတွေထိခိုက်သေးဆုံးဒဏ်ရာရရှိခဲ့ကြတယ်လို့ KOKA ကပြောပါရယ်။ဟိုရှမ်းမြို့ကဘယ်မှာပေါ့လဲနော်။တော်ဘူးမြာမြို့နယ်ကွယ် 你你嘛批发嘞，万安出来以后呢，南平出来以后嘛，你也不讲了嘛，都我碰车的，呃，别掉那去吧嘞，哦，万安出来，你话每天走的做啊都到九龙、阿龙、能我武夷新吧了去吧嘞，下面呃，完了东雷洋，你开车去吧了。哦，别多少，那我大家原来那东雷洋去吧了。浙江不是在开木匠？ ကလေး၃ယောက်အပါအဝင်မိသားစုဝင်9ယောက်တည်ဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်အိမ်တွေလည်းထိမှန်ပျက်စီးခဲ့ပါရယ်ပမော်မြို့တိန်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့တစ်ဖက်မှာတော့စစ်ကောင်စီတပ်ကဖားကတ်မြို့နယ်ထဲကိုလည်းစစ်အေးလို့ရှာမှုတွေလုပ်ဆောင်နေတယ်လို့ KNOKIE ကပြောပါရယ်ဒါပေမဲ့ဖားကတ်မြို့နယ်ထဲမှာတော့တိုက်ပွဲဖြစ်ပွားတာတွေမရှိသေးဘူးလို့ဆိုပါရယ် တနင်္သာရတိုင်းဒေသကြီးတင်ခွန်ကျွော်အုပ်စုထဲကစစ်ပေးရှောင်ဦးရဲ့အယောက်900နီးပါးဝမ်းရောဂါဖြစ်နေကြတယ်လို့စစ်ပေးရှောင်တွေကိုအကူအညီပေးနေတဲ့အဖွဲ့တော်ဝင်ရှိသူတွေကပြောပါဗျ။ကိုဗီတာကတင်ဆက်ထားပါဗျ။ဝမ်းရောဂါဖြစ်ပွားနေတဲ့သူတွေဟာတိတ်ခွန်ကျွော်အုပ်စုကတိတ်ခွန်6နှစ်ပေါက်ထုံခနဲ့တဲဖြူရွာတွေကနေဆစ်ရှောင်လာကြတဲ့သူတွေဖြစ်ပါတယ်။ ဘယ်ပေါ်ကတော့ခဏရောက်စီးတဲ့နေရာမှာခဏရောက်တော့ဖြစ်နေကြပြီခလေးတဲတဲလေးကနေပြီးမှဟိုလူကြီးကြီးကိုတောင်မှဖြစ်နေကြတာဘလို့မလို့ဝင်နေကြတာဆိုတော့လေဝိုင်းရောကတော့အသက်ဆုံးတာလည်းတော်ရှိတယ်ဝါယောကကြောင့်အသက်ဆုံးရှုံးသွားတဲ့သူတွေမရှိသေးပေမဲ့လည်းဖြစ်နေတဲ့လူဦးရေကများတာကြောင့်စိုးရိမ်မှုတွေမြင့်တက်နေကြပါတယ်။ဒီစစ်ပေးရှောင်းတွေဟာ2024ဒီဇင်ဘာလကစပြီးတနင်္သာရီမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရဲပူးပေါင်းတပ်တို့အကြားပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့သူတွေဖြစ်ပါတယ်။သူတို့ကဆက်တော့လေဒီတောက်ပတ်ပြတာနဲ့တစ်ခါလေထွက်လာရဆိုတော့လေဟိုအဝတ်တစ်ခဲကိုခုနေပေါ့နော်။သူတို့ရောက်မှနေလို့မရလို့ဆက်ပြီးဆောင်ဒီမှာတခြားဒီတော့ထဲမှာပေါ့နော်။တခြားကြီးဆက်တဲ့ဒီအချိန်မီဒီမှာလိုက်နေတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်တယ်လို့ပြောရပါမယ်။ဟိုအဲ့ဒါအပူအပူကြောက်ရောညစီအခုကြောက်ကြရောလို့ထင်တယ်။ဟိုဘာလို့ဆို အော်တမိသားစုနဲ့တမိသားစုကလည်းနည်းနည်းလေးဝေးဝေးလေးနေရတော့မှဒီမိသားစုမှလည်းတမိသားစုမှလည်းဖြစ်တယ်ဆိုတော့လေဥစ္စာယောဂလို့လည်းပြောလို့လည်းရပြီလို့ဟိုရတိရတိဥဒ္ဒတလို့လည်းပြောလို့ရတယ်တိတ်ခွန်ကြီးရအုပ်စုထဲကစပီးရှောင်းလေးကိုဝမ်းယုတ်ကဖြစ်ရင်အရေးပေါ်ဒတ်စာဖြော်နီးဆောင်းရန်ရှောင်းရန်တွေနဲ့ဘလုံနီထိုင်ရမယ်ဆိုတာတွေကိုနေဦးမြတာစပီးရှောင်းကုညီပန်ပူရီအဖွဲ့ကကျမ်းမာရေးပညာပေးလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်ဒီစပီးရှောင်းတွေနေတဲ့နေရာဟာ ွာလာရေးခက်ခဲတဲ့အတွက်ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုမပြီးနိုင်သေးဘူးလို့ဆိုပါတယ်တိုင်ခုံးကျေးရွာအုပ်စုထဲမှာတော့ဒီနေ့အချိန်ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုတွေလည်းဆက်တိုက်လှုပ်ဆောင်နေတဲ့အတွက်စစ်ဘေးရှောင်တွေနေရမပြန်နိုင်သေးဘူးလို့ဆိုပါတယ်။သူတို့တွေအတွက်အရေးပေါ်အစီအဝါအပြင်အခြေခံစားနပ်ရိက္ခာစောင်းခြံတောင်နဲ့နေရာထိုင်ခင်းအတွက်အခက်အခဲတွေဖြစ်နေကြတယ်လို့ဆိုပါတယ်။ ရဲ့သတင်းအစီအစဉ်ကိုဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မင်းမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။သတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနရဲ့ pocket ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။